မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ဝန်တန်းတွေအဖွဲ့အစည်းတွေနဲ့စီမံကိန်းတွေရဲ့ဘေကင်းတုံတုံကြီးကိုလက်တွေ့ကြကြအာမခံပြီးဖို့တရုတ်သမ္မတရဲ့တောက်ဆမှုကိုအကြမ်းဖက်မင်းအွန်လိုင်းကအစွမ်းကုန်အာမခံပေးသွားမယ်ဆိုပြီးတုံ့ပြန်ပြောဆိုလိုက်ပြန်ပါတယ်မကွေးတိုင်းမြန်မြုပ်နယ်မှာရှိတဲ့ကန်ဒီချေးရွာကပြစောတိတုံးဦးဟာမိသားစုနဲ့အတူတော်လိုင်းတရွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာသလို ကန်နီယွာပြစောတီခေါင်းဆောင်ဟာယွာတွေကမင်းမပြိုလေးတွေကိုလက်နဲ့နဲ့ချင်းချောက်ပြီးတာမယာပြုတ်ကျင့်နေတဲ့အကြောင်းတွေကိုလည်းထုတ်ဖော်ပြောဆိုထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြန်ဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ဝန်ထမ်းတွေအဖွဲ့အစည်းတွေနဲ့စီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံရေးကိုလက်တွေ့ကျကျအာမခံပေးဖို့တရုတ်သမ္မတရဲ့တောက်ဆိုမှုကိုအကြံဖတ်မင်းအွန်လိုင်းကအစွမ်းကိုအာမခံပေးသွားမယ်ဆိုပြီးတုံ့ပြန်ပြောဆိုလိုက်ပြန်တယ်လို့တရုတ်စင်ဟွာသတင်းဌာနကထုတ်ပြန်ထားပါတယ်။ဒါကတော့ယမန်နီကတရုတ်သမ္မတနဲ့အကြံဖတ်မင်းအွန်လိုင်းတွေ့ခွင့်ရတဲ့အချိန်တရုတ်သမ္မတဘက်ကပြောလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီစင်ဝါသတင်းဌာနရဲ့ထုတ်ပြန်ချက်ထဲမှာအဓိကပြောထားတာကတော့လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့တရုတ်ဝန်ထမ်းတွေအဖွဲ့အစည်းတွေနဲ့စီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံရေးကိုလက်တွေ့ကျကျအာမခံပြီးဖို့တရုတ်သမ္မတရဲ့တောင်းဆိုမှုကိုအကြမ်းဖက်မဲ့အောင်လိုင်းကသူ့အနေနဲ့အစွမ်းကုန်အာမခံပေးသွားမယ်ဆိုပြီးတုံ့ပြန်ပြောဆိုလိုက်ပြန်တယ်လို့ လက်ရှိ online လောင်းကစားငွေကြေးလိမ်လည်မှုအပါဝင်နေဆက်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုတွေကိုပါထိထိရောက်ရောက်ဆောင်ရွက်ဖို့ကိုလည်းတရုတ်သမ္မတကထပ်မံတောင်းဆိုခဲ့တဲ့ပေါ်မင်း online ကသူ့အနေနဲ့အစွမ်းကုန်ဆောင်ရွက်ပါမယ်ဆိုပြီးအာမခံသွားပြန်တယ်လို့တရုတ်စင်ဝါသတင်းမှာဖော်ပြထားပါတယ်။တစ်ဖက်မှာတော့အချက်ဖက်စစ်ကောင်စီဟာနေမျိုးတွေအကြီးအကျယ်လက်လွတ်နေရပြီးဒေါ်လာရေးတက်တွေသိမ်းပိုက်ထားတဲ့နေမျိုးတွေကိုတရုတ်ကူညီနဲ့ပြန်တောင်းထားရတဲ့လာရှုမျိုးကလွဲပြီးတော့ဂျန်နဲ့မျိုးပေါင်း90ကျော်ကိုအခုချိန်ထိလက်လွတ်ထားရတဲ့အပြင်အဲ့ဒီနေမျိုးတွေထဲမှာ တရုတ်အကျိုးစီးပွားရှိတဲ့နယ်မြေတချို့လည်းပါဝင်နေသလိုအနည်းစားဆုံးအနေနဲ့တရုတ်နဲ့စစ်ကောင်စီဖက်ဆက်အကျိုးတူလုပ်ထားရာတရုတ်မြန်မာနယ်စပ်ကဒေါ်လာတန်းနဲ့ချီဝင်ငွေရှိတဲ့မြေရှားတပ်ထုလုပ်ငန်းလုပ်ကွက်တွေဆိုရင်လက်ရှိမှာ KIA ကတာတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်တဲ့အပြင်နောက်ထပ်တရုတ်အကျိုးစီးပွားကြီးကြီးမားမားရှိရာရခိုင်ပြည်နယ်ကကြောက်ဖြူရေနဲ့စိတ်ကန်းရှိတဲ့ကြောက်ဖြူမြို့မှာလည်းအရခတ်တော် AA ရဲ့ထိုးစစ်တွေဟာတဖြည်းဖြည်းနှိကလာနေပြီလို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ မကွေးတိုင်းမြိုင်မြို့နယ်မှာရှိတဲ့ကန်ဒီဂျေးရွာကပျူစောတီတုံးဦးဟာမိသားစုနဲ့အတူတော်လိုင်းတက်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာသလိုကန်ဒီရွာပျူစောတီခေါင်းဆောင်ဟာရွာထဲကမင်းမပြိုလေးတွေကိုလက်နက်နဲ့ချိန်ချောက်ပြီးတာမယာပြုတ်ကျင့်နေတဲ့အကြောင်းတွေကိုလည်းထုတ်ဖော်ပြောဆိုထားတယ်လို့ဘကုတ်ကူခိုင်ပီဒီအမတ်55တက်ရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ9ရက်နေ့ကမြိုင်မြို့နယ်မှာရှိတဲ့ကန်ဒီဂျေးရွာကပျူစောတီတုံးဦးဟာကလေးတွေပါတဲ့မိသားစုနဲ့အတူထွက်ပြေးလာပြီးတော်လိုင်းတက်တွေစီမှာအလင်းဝင်ခြင်းတဲ့အကြောင်း ဒေသခံပကဖအဖွဲ့ရင်းစီကိုဆက်သွယ်လာတဲ့အတွက်တော်လိုင်းအဖွဲ့တွေကတွားရောက်ခေါ်ဆောင်ပေးခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်အလင်းဝင်လာတဲ့ဒုစော်တီ၃ဦးနဲ့မိသားစုကိုတော်လိုင်းတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုစောင့်ရှောက်ပေးထားပြီးလက်ရှိအဲ့ဒီကန်ဒီရွာပြစော်တီခေါင်းဆောင်ဟာဂျေရွာတွေကမင်းမပြိုလေတွေကိုလက်နက်နဲ့ချင်းချောက်ပြီးတော့တာမယာပြုကျင့်မှုတွေပါလုပ်နေတဲ့အကြောင်းတွေကိုထွက်ပြေးလာတဲ့ပြစော်တီ၃ဦးကထုတ်ပေါ်ပြောဆိုထားတယ်လို့လည်းဘကုတ်ကူခိုင်ပီတီအမှတ်၅တရင်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာလေ ဒင်းတိုင်းမြို့နယ်ကပိန်ခွန်းကျေးရွာတိုက်ပွဲအတွင်းကနေအချက်ဖက်စစ်ကောင်စီရဲ့ခမရနှစ်နှစ်လေးတရင်ကစစ်ကောင်စီတပ်သား2ဦးဟာလက်နက်တွေနဲ့အတူထွက်ပြေးလာပြီးတော်လိုင်းရင်တပ်တွေစီမှအလင်းဝင်ရောက်လာတယ်လို့ GNU တပ်မဟာ၄ရဲ့တပ်ခွဲမှုကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဒင်းတိုင်းမြို့နယ်ကတိုင်ခွန်းကျေးရွာအနီးမှာအချက်ဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းရင်တပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတပ်ခွဲတွင်းကနေစစ်ကောင်စီတပ်သား2ဦးဟာသူတို့ကိုင်ဆောင်တဲ့လက်နက်တွေနဲ့အတူတော်လိုင်းရင်တပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတဲ့အတွက် ဒေါ်လာအင်တက်တွေကလည်းကောင်းကောင်းမွန်မွန်လက်ခံကြိုးစားစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြူစုငွေပါချင်းမြင့်ပေးသွားမှာဖြစ်တယ်လို့လည်း GNU တက်မှာ၄ရက်တက်ခွဲမှုကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရန်ကုန်မြို့ကလိုက်သားရရွှေလင်းဘတ်စမှုစုံမှာတလကိုငွေကျပ်9သိန်းတောင်းနဲ့လုံခြုံရေးအလုတ်ခေါ်တဲ့အတွက်လူငယ်2ဦးကပွားရောက်ရှောက်ထားရာကနေအချမ်းဖတ်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးဒါကိုခံရပြီးစစ်သားစုဆောင်ရေးတပ်ထဲတခါတဲ့အဖို့ခံလိုက်ရတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ ဖြစ်စဉ်ကတော့ဘကိုးတိုင်းတနက်ပင်မြို့နယ်ကမောင်ဇော်ထက်လင်းနဲ့မောင်ရဲအောင်ဆိုသူတို့လူငယ်နှစ်ဦးဟာရခိုင်မြို့ကလိုင်းတရားရွှေလင်းမဆက်မှုစုံမှာတလောက်ကိုငွေကျပ်9သိန်းတောင်းနဲ့လုံခြုံရေးအလုပ်ခေါ်တဲ့ကြေညာစာကိုတွေ့ရှိပြီးအရင်ဆုံးဖုန်းဆက်ကြည့်တဲ့အချိန်ရန်ကုန်ကိုတက်လာဖို့ပြောတယ်ဆိုပါတယ်အဲ့ဒီနောက်လူငယ်နှစ်ဦးဟာမေလ၄ရက်နေ့မှာပဲရန်ကုန်ကိုတက်သွားတဲ့အချိန်လိုင်းတရားအရောက်မှာပဲရုပ်ဝတ်နဲ့အမျိုးသားနှစ်ဦးကဆိုင်ငယ်နဲ့လာခေါ်သွားပြီးတဲ့နောက်ပျောက်ဆုံးသွားရကနေမေလ၈ရက်နေ့ရောက်တော့မှ မောင်စောထက်လင်းနဲ့မောင်ရဲ့နောင်ဆိုသူလူငယ်နှစ်ဦးဟာမိသားစုစီဆက်တွေ့လာပြီးသူတို့ကိုအလုဆိုပြီးလိန်ခေါ်ခံရတဲ့အကြောင်းနဲ့စစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးပြီးအင်းစိန်မြို့နယ်တငိန်ကုန်းစစ်သားစုဆောင်ရေးတပ်ထဲအပုတ်ခံထားရတဲ့အကြောင်းကိုလှမ်းပြောခဲ့တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကပြောထားကြပါတယ်အဲ့ဒီလိုအလုရမယ်လို့ပြောပြီးစစ်မှုထမ်းတပ်သားတစ်အဖြစ်လိန်လေဖမ်းဆီးခံလိုက်ရတဲ့မောင်ရဲ့နောင်နဲ့မောင်စောထက်လင်းဆိုသူတို့လူငယ်နှစ်ဦးဟာစစ်ကောင်စီကအခုလအတွင်းမှာဖွင့်မဲ့စစ်မှုထမ်းအပစင်73မှာတက်ရောက်ရတော့မှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဖက်မှာတော့အကျန်းဖက်စစ်ကောင်စီကနိုင်ငံကကိုလူကြောက်ကောင်းအောင်သူတို့စစ်တပ်ဘက်ကမေလအကုန်အထိအပြစ်ရထားပါတယ်လို့ကြေညာခဲ့ပြီးနောက်မှာပဲတဖက်မှာတော့လေကြောင်းတက်ခိုက်မှုတွေဇက်တိုက်လုပ်နေရမှာမေလ9ရက်နေ့ဖြစ်တဲ့မနေ့ကလည်းမကွေးတိုင်းကစောမြို့နယ်မှာဘာတိုက်ပွဲမှမရှိဘဲလေနဲ့လာပြီးဘုံတွေကျဲချတက်ခိုက်သွားပြန်တယ်လို့ရောလင်းနဲ့အဖွဲ့ရဲ့ကိုဘာကောင်းကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲမကွေးတိုင်းကစောမြို့နယ်မှာရှိတဲ့ကြောက်ထုဒေတာကိုအချက်ဖက်စစ်ကောင်စီတက်က ။ဘာတိုင်ပွဲမှမရှိပဲလေနဲ့လာပြီးဘုံဒီ17လုံးကိုအเจ้าမဲ့ကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးသလိုတစ်ဖက်မှာတော့အเจ้าဖက်စစ်ကောင်စီဟာမေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိသူတို့စစ်တပ်ကတတိယအကြိမ်အပြစ်ရထားပါတယ်ဆိုပြီးနိုင်ငံတကာကိုလူကြောက်အောင်ကြီးညာခဲ့ပေမဲ့တစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုအဆမပြတ်လုပ်နေတယ်လို့လည်းရော်လင်းတဲ့အဖွဲ့ရဲ့ကိုပါကောင်းကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရုရှားနည်းပညာနဲ့နျူကလ িয়ার ဓာတ်အားစက်ရုံကိုအကြမ်းဖက်စစ်ကောင်စီတပ်ကထိုင်းမြန်မာနယ်စပ်ဒဝဲစီးပွားရေးဇုန်ဘက်မှတိစောက်ဖို့လုပ်နေပြန်တဲ့စီမံကိန်းဟာမြန်မာနဲ့ထိုင်းပြည်သူတွေရဲ့လုံခြုံရေးအနေနဲ့နေထိုင်မှုအတွက်အလွန်စိုးရိမ်ပူပန်စရာကိစ္စဖြစ်တယ်လို့ KNU ကထုတ်ပြန်လိုက်ပါတယ်။ဒါကတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းမြန်မာနယ်စပ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ Tiki View ဟာစခန်းကြီးကို KNL PDF ပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက် KNU ကထုတ်ပြန်တဲ့ကြေညာချက်မှာထည့်သွင်းပြောဆိုထားတာပါ။ အဲ့ဒီကြီးညာချက်ထဲမှာတော့ထပ်မြမနေစက်ကစစ်ကောင်စီတစ်စကန်တွေကို GNLP တရပူပေါင်းတပ်တွေကစီရေးအရာမဖြစ်မနေတိမ့်ပိုက်လိုက်တာဟာနေစက်မှာရှိတဲ့ထိုင်းလူမျိုးတွေအတွက်ပါစီရေးပဋိပက္ခတွေကြားမှာလုံခြုံရေးအာမခံချက်ရှိစေဖို့အတွက်တိမ့်ပိုက်ရတာဖြစ်တဲ့အကြောင်းကိုပြောထားတဲ့အပြင်တစ်ဖက်မှာလည်းအကြံဖက်စစ်ကောင်စီကရုရှားနေပညာနဲ့နျူကလ িয়ার ဓာတ်အစယုံကိုထိုင်းမြန်မာနယ်စပ်ဒဝဲစီးပွားရေးဇုံဘက်မှာတိစောက်ဖို့စီမံကိန်းရေးဆွဲနေပြန်တဲ့အတွက်ဒါဟာ မြန်မာနဲ့ထိုင်းပြည်သူတွေရဲ့လုံခြုံရေးအန္တရာယ်နဲ့နေထိုင်မှုအတွက်အလွန်စိုးရိမ်ပူပန်စရာကိစ္စဖြစ်တယ်လို့လည်း KNU ကထုတ်ပြန်ချက်ထဲမှာထည့်သွင်းပြောဆိုထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေယုံခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ